အားလုံးပဲမင်္ဂလာပါဆော့ကောနေပြီးတော့ကြိုဆိုလိုက်ပါရပြအခုတင်ဆက်ပေးမှာကတော့လာမယ့်ဂျွန်လ23ရက်နေ့မှာရှင်ပိုင်ထုတ်တက်ကြမယ်1 lonely fight 132မှာမြန်မာတွဲဆိုင်နေဖြစ်တယ်ကျွန်တော်တို့မိုးထက်အောင်နဲ့ခွန်ပွန်နိုင် ပြီးရင်ဆောမင်းမင်းနဲ့ဂျိုးစတိုးရဲ့တွဲဆိုင်အကြောင်းကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူးပေါင်းပြီးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အကိုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဆောမင်းမင်းတွဲဆိုင်အောင်အရင်မေးခြင်းတယ်ဆောမင်းမင်းကတော့ပြောမှဆိုရင်ဝမ်ချမ်ပီယံရှစ်နဲ့ဘက်ဂရောင်းရှိတဲ့ဖိုက်တာပေါ့နော်ဒါတူအရင်တုန်းကကျွန်တော်16စက္ကန့်ပတ်ဝန်းကျင်မှာထိုးခဲ့တာကဒီမွေထိုင်းလည်းမဟုတ်ဘူးလို့ကစ်ပေါင်းစလည်းမဟုတ်ဘူးဒီလိုကယ်ပလေယာတွေနဲ့ပဲပြန်တွေ့တယ်ဒီကျွန်တော်တို့ဒီ ဒီ MMA အောက်ခေါင်းဆောင်မှာထိုးခဲ့တာပေါ့နော်ပြောမလို့1 championship နဲ့တော့မစိမ့်တဲ့ player ပေါ့ပြီးရင်ဒီ grand back ကလည်းသူ့အပေါ်မှာ i don't know ကသူတို့ဒီရဲသွင်းနေလို့ဆိုတာမျောလင့်ထားတယ်ပေါ့နော်ဆက်ခေါ်သွားလို့ရမယ်ကစားလို့မှပဲမျောလင့်ထားတယ်နောက်ပိုင်းမှာတော့သူတို့ဘွဲတွေမရှိဘူးပြည်တွင်းမှာထိုးတယ်ထိုးရင်းနဲ့မှကျွန်တော်တို့ဒါအာနားပြီးပေါ့နော်ပြန်ပေါ်လာတယ်မကြသေးဘူး local မှာတော့ကျွန်တော်ထင်တယ်ဘွဲအသိအေးတော့မများလောက်သေးဘူးထင်တယ်အဲ့တော့ဆိုမမေဘွဲပြန်ပါလာပြီသူ့ရဲ့ပြိုင်ဘက်ကတော့ဒီ asian time မဟုတ်တဲ့ australia နိုင်ငံသားနဲ့ အဲ့ဆောမင်းမင်းရဲ့ potential ပြီးဆောမင်းမင်းဒီ one ကိုပြန်လာတဲ့အခြေအနေအပေါ်မှာအခုအမြင်ဘယ်လိုရှိလဲကိုဆောမင်းမင်းကပြောရမယ်ဆိုရင်ဒီ one friday fight မှာတော့မျက်နှာတက်ပေါ်လား one friday fight ခေါင်းတဲ့အောင်မှာဆိုရင်တော့လူလီဒါပထမဆုံးပွဲဥပဒေထိုးမှာသို့တော့ညီလေးပြောသွားသလိုပဲ one champion ရှိခဲ့ခေါင်းတဲ့အောင်မှာဆိုရင်တော့သူကစိုင်းနဲ့ကစားသမားမဟုတ်ဘူး2019မှာသူစထိုးဘူးတယ်ပုံမှန်မိတာဆိုလို့ဆိုရင်အဲ့ဒီရေသွင်းနေတဲ့သူထိုးဘူးတာရှိတယ် နောက်တပွဲရှိတယ်။ဂျာဘာဟိန်းလားမသိဘူးထိုးဘူးတယ်ရွှေချောင်းသားနဲ့လားမသိဘူးရွှေချောင်းသားနဲ့ဖြစ်မှာရွှေချောင်းသားနဲ့ထိုးတယ်အားလုံးသုံးပွဲထိုးဘူးတယ်ဟုတ်သုံးပွဲလောက်သူထိုးထိုးခဲ့ဘူးတယ်ရဲသွင်းညို့ကြတော့ MMA blue out မှာသူအမှန်နဲ့ရှုံးသွားတယ်ပထမနှစ်ပွဲတော့သူနိုင်တယ်ဟုတ်ကဲ့ဒီအဲ့ဒါတွေ့ရတယ်နောက်ပြီးပါရင်သုံးမင်းမင်းကိုကိုစိတ်ဝင်စားတာကဘာလဲဆိုတော့ညီလေးတို့နဲ့လည်းကိုတို့ကြုံပြောပြတယ်ဘာဘာကိုစိတ်ဝင်စားလာတယ်သူ local record တွေဟုတ်ကဲ့အရင်ကဒီပြင်းမှဆိုရင်ကိုတိတဲ့လောက်သုံးမင်းမင်းစီ ရှုံးမွေးတော်တော်နဲ့ဟုတ်တယ်ဗျနောက်သူထိုးခဲ့တဲ့ကသာသမားတွေကလည်းနာမည်ကြီးကသာသမားတွေလက်ရှိချိန်မှာနာမည်တော်တော်ရနေတဲ့ကသာသမားတွေအဆင့်တန်းတစ်ခုရှိနေတဲ့ကသာသမားတွေအများကြီးပါတယ်အားလုံးလည်းသိပြီးပြင်မဲ့ဆောင်းမင်းကျော်သာဝင်းနဲ့ထိုးတယ်သူကတော့အစည်းအသေးပုံစံမျိုးထိုးတယ်ရဲသွင်းနီးနေဆိုရင်လည်းရဲသွင်းနီးတကယ်ကောင်းနေတဲ့အချိန်မှာပွဲပေါင်းအများကြီးသူထိုးခဲ့တယ်အဲမွေနဲ့ထိုးဘူးတယ်စူပါဂျီစူပါဂျီနဲ့ထိုးတယ်စူပါဂျီဂျန်နဲ့ထိုးစူပါဂျီဂျန်နဲ့ဆိုရင်နောက်ဆုံး2024လောက်ကမှသူထိုးတာမကြလေးဘူးပေါ့နော်ဒီအဲ့လို ဆိုလိုတာဒီပြည်တွင်းမှာနာမည်ရှိတဲ့ကစားသမားတော်တော်များများအိုး तू မရှုံး तू အစည်းသေးထိုးတာမျိုးရှိတယ်နိုင်တဲ့ပွဲလည်းရှိတယ်ဒါပေမဲ့ तू ရှုံးတဲ့ပွဲကတပွဲလောက်ပဲရှိမယ်ထင်တယ်ရှုံးပွဲတော်တော်လဲတယ်ဒါပေမဲ့ဒီပြည်တွင်းမှာသူ့နာမည်ကထင်သလောက်ကြီးတော့အပေါ်တော့မရောက်ခဲ့ဟုတ်ဟိမ်ထွက်မလာဘူးပေါ့နော်ရောက်မလာဘူးဒါပေမဲ့ तू တကယ်လှုပ်ထားတဲ့ record တွေကတော့စိတ်ဝင်စားတယ်ပြည်တွင်းမှာဆိုအများကြီးရှိတယ်ဟုတ်ကဲ့ ဒီ Somme Min ကဟိုပြောဆရာလဲနည်းနည်းစုံတယ်ဗောနော်ကျွန်တော်တိတော့လို့ရွှေတထုံပြီးဦးကျော်ဟောစတယ်ဖြစ်ပေါ့တောက်လျှောက်ကြီးသူလေ့ကျင့်လာကြတော့တွေ့ရအခုဆိုရင်လဲဆိုလင်းကလပ်မှာလားမသိဘူးဗောနော်အရင်တည်းကလည်းသူရဲ့ potential ကိုဒီ UEFA Taiwan နဲ့လူတွေကအမြဲဆောင်ကြည့်ရမျိုးကြီးရှိတယ် အဲဆိုကြပါဆိုတပောက်စုံတယ်ပေါ့နော်ပြီးကစားကလှတယ်ပေါ့အဲ့လိုစတယ်ဖြစ်ပေါ့နော်ပြီးသူရှင်မြန်ခဲ့တဲ့နေရာမှာလဲကိုကုနာပြောသွားတယ်လို့မျိုးဟိုအဲ့ဒီအချိန်တုန်းကတော့တက်လူတွေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒီအချိန်မှာသူ့နေရာနဲ့သူအောင်မြင်နေတဲ့လူတွေဖြစ်ပြီးတန်းတစ်ခုရောင်းနေတဲ့လူတွေဖြစ်ပြီးအဲ့ဒီအချိန်တုန်းကလဲဒီ senior fighter တွေမှာဆိုလဲကြားပေါက်တို့နဲ့ရှင်မြန်ခဲ့ဘူးတော့ကျွန်တော်အပြင်မှာကြီးခဲ့ဘူးတယ် ပြီးရင်ဆော့မင်းမင်းကကျွန်တော်အမှတ်မမအောင်ဆိုလို့ရှင်ပြီးခဲ့တဲ့ဒီဒီဇင်ဘာလောက်ကမှဒီဂျိုးဝိုင်းမပြန်တက်လာတဲ့သဘောရှိတယ်။ဒီကျွန်တော်ဆော့ကောင်းကလုပ်တဲ့ကြောက်ခတ်ပွဲနဲ့ဒီလိုင်းတောင်ပွဲနှစ်ပွဲမှာကျွန်တော်ဒါသူ့ပွဲကြည့်ရတယ်။ဂျားထဲမှာထိုးရတဲ့ပွဲ record တော့ကျွန်တော်မသိလိုက်ဘူး။အဲ့ဒီရှေ့မှညီလေကြောက်ခတ်ပွဲမတိုင်ခင်မှာကိုထင်းနဲ့စူပါရေချမ်းနဲ့ဒီ2024ထဲမှာတပွဲသူဖတ်ထိုးတယ်လေ။ပြီးတော့ညီလေးပြောတဲ့ကြောက်ခတ်ကနှစ်တကူကလားဟုတ်ကဲ့နှစ်တကူကလားညီလေးတို့ကိုကိုတို့ဆော့ကောင်းခီးစင်သွားတဲ့အချိန်အဲ့မှာကြတော့သူတွေ့တာက ကြောက်ခတ်မှာထိုင်းနဲ့ထိုင်းကစားသမားနဲ့ပထမအချိန်နဲ့လွယ်လွယ်ပဲနိုင်လိုက်တယ်ထိုင်းကစားသမားလည်းတိတ်မကောင်းပါဘူးဟိုတိတ်မကောင်းပါဘူးမဟုတ်ပါဘူးကောင်းအောင်မကောင်းပါဘူးသူလွယ်လွယ်ကူကူနဲ့သူနိုင်လိုက်တယ်နောက်ပြီးတော့ကိုလိုလှိုင်းထောင်း၄လပိုင်း၄ရက်နေ၅ရက်နေမှာလောက်တာလှိုင်းထောင်းမှာပတ်ထမ်းပါဘူးလှိုင်းထောင်းမှာလုပ်တဲ့ပွဲအဲ့မှာကျတော့သူတွေ့တာစော်ထူးအောင်လည်းတွေ့တယ်အရင်တော့ဆိုရင်စော်ထူးအောင်လည်းသူနဲ့အရင်ကလည်းတွေ့ခဲ့ဘူးလေတွေ့ခဲ့ဘူးမယ်သူရအောင်လည်းနေသလိုဖြစ်တယ်ဒါမှမဟုတ်ဒီနောက်ဆုံးတွေ့တဲ့ပွဲမှာကျတော့စော်မဲမဲကစော်ထူးကောင်း တော်တော်အစီအစီတည်ပြန်ခိုးရတယ်သူလက်သီးလေးထွက်တယ်လေပိုကောင်းလာတယ်ဒါသူနောက်ဆုံးအခြေအနေတွေ့ရတာတော့ကိုရိုနောက်ဆုံးတွေ့ရဒီနောက်ဝိုင်းမှာတော့ထိုးခြင်းလဲထိုးမှာပေါ့နော်ကိုတွေ့ကိုရိုညီလေးတို့တွေ့ခဲ့တာဒီလေးလပိုင်းလာဇန်ပိုင်းမှာစော်ထူအောင်လဲပွဲအဲပွဲမှာတော့သူရအကောင်းဆုံးပုံစံအနေထားမျိုးပြန်ရနေတယ်လို့ပြောလို့ရတဲ့အနေထားမျိုးတွေ့ရတယ်ပြီးတော့အခုလက်ရှိမှာသူကျင့်နေတာဒီဆိုလင်းလို့စီမှာတူယူရမှာတူယူရမှာလဲသူ training ကောင်းကောင်း လုံနေတယ်လို့ယူဆရတယ်ဟုတ်ကဲ့ကိုဒီ sort 2အောင်ဆိုလို့ရှိရင်အရင်ကကျော် WSC မှာ local champion ဖြစ်ခဲ့ဦးရောနော် lightweight ထင်တယ် lightweight လား welterweight လားမသိဘူးကျွန်မကောင်းမားနိုင်တယ်အဲ့ဒီအချိန်တွေတော့ဒီ sort 2အောင် sort 2အောင်ထပ်ပေါ့နော်တန်းရနည်းနည်းနှိမ့်နေဆိုတဲ့အမြင်တွေရှိတယ်ဒါဒီ line out ဘက်မှာပြန်တွေ့တဲ့အခါမှာလက်ရည်နည်းနည်းကွာဟမှုရှိတယ်ပြီးအစည်းပိုးထိုးသွားတာရှိတယ်ဆိုပြီးတော့ဒီ one ကိုလက်ရှိမှာကျွန်တော်တို့ဒါ local ဈေးကွက်က morning gala ဖြစ်တဲ့အတွက်နေပွဲတွေကလည်းမရှိရောဘူးရန်ကုန်မှာပွဲလုပ်တဲ့အချိန်တွေကလည်းတော်တော်လေးအားနေသွားတဲ့နေရာမှာရှိနေရော one ဝင်တိုးခြင်းနဲ့ ် fighter အများတယ်အဲ့ဒီတမမှာဒီ Joe Wine ကိုပြန်အောင်လာတာမကြားသေးရဆောမမင်းကဒါကျွန်တော်တို့ဒီ Wine နဲ့လောကမှာစာချုပ်တော့မရဘူးမပွဲရသွားပြီပေါ့နော်ဟုတ်ကဲ့ကိုအဲ့တော့ဆောမမင်းဘာတွေအပြောင်းလဲဖြစ်လာလဲအကိုနောက်ဆုံးကြည့်ခဲ့တဲ့ပွဲတွေကိုကြည့်ပြီးတော့သုံးသပ်ပြပါဦးကိုဘာတွေအပြောင်းလဲဖြစ်လာလဲဆိုတော့တိတမြင်တာတော့ထိုးလုံးထိုးပေါက်ကတော့သိတော့အပြောင်းလဲမှာဘာအပြောင်းလဲဝါလဲဆိုကိုမြင်သူ weight တက်လာတယ်အရင်တွေ့တာတည်းဆိုင်တော့နည်းနည်းလေး weight တက်ပြီးတော့ခန္ဓာကိုယ်မှာအစီလေးနည်းနည်းအစီပါတက်လာတယ်လို့မြင်ရတယ် ဒီကိုတီးတဲ့အချိန်တော့ကျော်သာဝင်းတို့ပါအောင်နဲ့ထိုးတဲ့အချိန်နောက်ဒီ1မှာထိုးတဲ့အချိန်တော့သူထိုးတာ fly weight တန်ထိုးတာဟုတ်တယ်တရား35ပေါ့လောက်အခု1မှာသူနာမည်ထွက်လာတဲ့ဒီကီလိုအဲကီလိုကဘယ်နာဝိုက်တန်145ပေါ့အောင်တန်ဟို weight လည်းတက်လာတယ်အတန်ကလည်းတန်ကြီးသွားတဲ့အနေအထားမျိုးသူအရင်လူငယ်ဘဝတုန်းကလည်းစားလို့ရှင်တော့နည်းနည်းလေးနှေးွားတယ်လို့ခံစားရတယ်ဟုတ်ကဲ့ ပြီးမြန်မာဖိုက်တာတွေခုနကပေါ့နော်ကျွန်တော်အရှိန်မှလဲတာအရှိအအစီအစဉ်တွေမှာထည့်ရပြောခဲ့ပြီးရှိတယ်။မြန်မာဖိုက်တာတွေကဒီ weight ဒီ weight ကွာဟာမှုနဲ့ပေါ့နော် reach တွေနည်းွားတာတွေပြီးရင် weight cap မှာပြဿနာကြုံတွေ့ရပြီးတော့ပွဲပေါ်အောင်ဆုတိုင်းမှုအပြည့်အဝမလုံနိုင်တာမျိုးတွေရှိတယ်။ပြီးဆောမင်းမင်းကလဲတာကျွန်တော်လဝိတ်ကျပိုင်းကိုပြန်တက်လာတာမကြားသေးဘူး။ဒါသူ training တော့ရှိမှာပဲ။အခုလေဒီကျွန်တော်တို့ဒါဒွမ်းကိုရောက်ဒွမ်းမှာထိုးရပြီပေါ့နော်အဲ့တော့သူဝိတ်တက်လာတဲ့အခြေအနေမှာသူပထမအဆုံးပွဲဥထွက်ကရုံးကန်သွားရနိုင်တယ်လို့ပြောရင်ရော ဘယ်လိုမြင်လဲကွာအဲ့ဟာနည်းနည်းတစ်ဖက်သက်ဆန်နေမလားတစ်ဖက်ဟိုရုံးကန်ဝါနိုင်လားဆိုတာလဲဆိုလို့ရှင်တစ်ဖက်ကကြည့်လို့ရှင်တော့သူတွေးတော့ဩစတြေးလျကဩစီဩစီကစားသမားဒီဩစီကစားသမားရဲ့ profile ကိုလိုက်ရှာတော့လဲဒီမွေတိုင်းတပွဲပဲထိုးတာတွေ့တယ်ဒီဝမ်းမှာထိုးထားတဲ့မှတ်တမ်းလည်းမတွေ့ရဘူးအဲ့တော့အရင် profile မြင်တဲ့ကစားသမားတော့မဟုတ်ဘူးလို့ထင်တယ်ဟိုပုံမှန်လင်းပြောရင်ကိုလည်းအဲ့သူ့ပြိုင်ဘက်အကြောင်းကိုသေချာမသိဘူးကိုရှာတွေ့တာလဲအဲ့ဒါလေးပဲတွေ့တယ်အဲ့ဒီအဲ့ဒီတပွဲလေးပဲကြည့်ရတယ်ကြည့်ရတော့ ိုင်ဘက်ကတော့ကိုစိတ်တင်အရင်မကြက်လောက်ဘူးလို့တော့ထင်လာပဲဟုတ်လားတော့ထင်တယ်ဟောနော်ဟိုပြီးနောက်တစ်ခုကျွန်တော်အမြင်ပေါ့နော်အဒီပွဲကကျွန်တော်ဒီဆောမမေနောက်ထပ်ပွဲထိုက်ရဖို့အတွက်အစသက်ခံတဲ့ပွဲလို့မြင်တယ်ဟိုသူ့ရဲ့ပြိုင်ဘက်အခြေအနေကိုမသိပင်မသိဒီလိုကဲမှာ तू ပြထားခဲ့တဲ့လက်စွမ်းကအားရချင်တတ်မှုရှိတယ်ပြီးဒီကြားမှာ तू စွန်လင်းကလပ်မှာလေ့ကျင့်နေရဖြစ်တော့ तू အပြောင်းလဲတစ်ခုခုတော့ तू လုံးပြနိုင်မယ်လို့တော့ကျွန်တော်ကယုံကြည်ရဲပေါ့နော်အဲ့တော့ဒီဆောမမေနဲ့ဒီဒီ Australia Fighter ရဲ့ ဒီကျွန်တော်တွဲဆိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးရတဲ့အထဲမှာလိုအပ်ချက်တွေရှိရင်ဒါမှမဟုတ်အခုဖြစ်စွာပြောကြားချင်တာရှင်ဘာကြောင်းမလဲလိုအပ်ချက်မရှိပါဘူးညီလေးမေးတာလည်းတော်တော်ပြည့်စုံပါတယ်ဟိုကိုရိုးဘက်ကနည်းနည်းလေးအားနေချက်ကိုရိုးဘက်ကမဟုတ်ဘူးကိုဘက်ကပေါ့ဟုတ်အားနေချက်ကဟိုနာသူ့ရဲ့ပြိုင်ပွဲအကြောင်းသိပြီးတော့အချက်လက်တွေထေတာတွေရှာလို့သိမရဘူးအဲ့တော့အရင်ပြည့်ပြည့်စုံစုံသူ့ပြိုင်ပွဲနဲ့ပတ်သက်ပြီးကိုအနေနဲ့မတုံ့သက်နိုင်တဲ့အတွက်ဒီပြည့်သက်ကိုအားလေးတော့နည်းနည်းလေးတောင်းပန်ချင်တယ် ဟုတ်ကဲ့နောက်ထပ်တွဲဆိုင်ကတော့ကျွန်တော်မိုးထအောင်မိုးထအောင်နဲ့ခွန်ပူနိုင်ပေါ့နော်မိုးထအောင်ကကျွန်တော်နောက်ဆုံးပွဲမှာတော့ရှုံးခဲ့တယ်ဒီဒီပွဲပြန်တက်လာတယ်ပြီးရင်ဒီ5ကက်ကိုကျင်ညာတဲ့အချိန်မှာလည်းမိုးထောင်ပွဲကိုအရင်တည်ပြီးမှပြောမယ်ဆိုရင်ဒါကျွန်တော်စုံမင်းမင်းတွဲဆိုင်ရင်မိုးထောင်ကတွဲလင်းထက်ရဒီ3တွဲဆိုင်လုံးဒီ5ကက်မှာပါလာမယ်လို့တော့မထင်ခဲ့ဘူးဒါပေမဲ့တကယ်တော့ပါလာတယ်ဒီမိုးထောင်ကအရင်တော့ဆိုလို့ရှိရင် potential အရင်ရှိရ ေါ့နော်။တော့ကျွန်တော်ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်လည်းသူနိုင်ပွဲရတယ်ဒီခါတိုက်ရကြောင်းခဏမနာခင်ကာလမှာနိုင်ပွဲရတယ်ပရိသတ်ကိုဖျော်ဖြေမှုကောင်းကောင်းပေးနိုင်တဲ့အချိန်တွေကြောင်းမိုးထောင်ကိုသဘောကျတဲ့သဘောဒီ one back ကပေါ့နော် promotion back ကနေရောသဘောကျတဲ့အချိန်တွေအများကြီးမြင်ရတယ်အဲ့ဥမိုးထောင်ရဲ့ပွဲပြန်လာပြီမိုးထောင်ကိုအခုနောက်ဆုံးတိထားတဲ့အချိန်နေဘာတွေအပြောင်းလဲဖြစ်လာလဲကိုမိုးထောင်ကတော့ကိုလိုတွေ့တွေ့တဲ့အချိန်တိုင်းမိုးထောင်နဲ့သကားပြောဖြစ်တယ်ဟုတ်ကဲ့ဒီကရင်ပြည်နယ်လဲသွားတဲ့ခီးစင်းတွေမှာသူမိုးထောင်နဲ့တွေ့တယ်အဲ့ကြရင် အဖလွညီလေးဝမ်းမှာပွဲဝင်နေတာလေဆိုသူပြောတာတခုပဲသူ injury ကြောင့် injury ရလဲဒီ recover ပြန်ဖြစ်တဲ့အချိန်မှာ तू performance 100%မရသေးဘူးအဲ့တော့ तू စောင့်နေတာ तू ကြံ့ခိုင်မှုမပြည့်သေးဘူး तू အကောင်းဆုံးပုံစံမရသေးဘူးလား तू ပြောတာပေါ့နော်မရသေးဘူးအဲ့ဒါကြောင့် तू ပွဲဝင်နေတာကိုဆို तू သေချာရှင်းပြတာမျိုးတွေရှိတယ်အဲ့တော့အခုမိုးထအောင်ပွဲပြန်လာပြီမိုးထအောင်ပွဲကိုပြန်လက်ခံလာပြီဆိုတော့ကိုအနေနဲ့စဉ်းစားမိတာမိုးထအောင်ဒီ तू စောင့်နေတဲ့အချိန်တွေတခုကြော်လွန်သွားပြီ तू က်ခိုက်မှုမပြေဝတာတွေအခုချိန်မှာပြေဝသွားပြီ။ तू recover မဖြစ်သေးတာတွေအခုချိန်မှာဖြစ်သွားပြီ။ तू injury ရှိတဲ့ဟာတွေအခုချိန်မှာကင်းစင်သွားပြီ။အဲ့ဒါကြောင့်မို့လို့ဒီပွဲကို तू ပြန်လက်ခံလိုက်တယ်လို့ကိုအနေနဲ့ယူဆမိတယ်။အပြောင်းလဲရတော့ကိုအလိုပဲမြင်တယ်။ဟုတ်ကဲ့ကိုပြီးခွန်ပူနိုင်မှသူရဲ့ပြန်ပဲဒါအကိုတို့ကျွန်တော်တို့ ਨੇ ယူနေပြီးသားပဲအဲ့တော့ခွန်ပူနိုင်ပွဲကိုလည်းကြည့်ခဲ့ဘူးလေကစားအကွက်တွေကိုလည်းကျွန်တော်လေ့လာခဲ့ဘူးလေ record ရေဆိုလို့ရှိရင်လည်းစောစောမြေမြေရှိတယ်အဲ့တော့ဒီ အာနာအာနာကြအာနေချက်ကိုကျွန်တော်နောက်နောက်ပဲနောက်ဒီနောက်မိကုန်းတစ်ခုမှမေးမယ်အခုဒီမှာမေးချင်တာခုမနိုင်ကစားပုံလည်းအကိုတည်ပြီးသားမထအောင်ဆိုရလဲရင်းနေနေဒီ personal အရာရောဒီကျွန်တော်ဒီကစားပုံအရာရောကျွန်တော်ရင်းနေနေရှိပြီးသားတို့နှစ်ယောက်တွဲဆုံတဲ့အခြေအနေကဘာတွေဖြစ်လာနိုင်လဲပြီးဘာတွေအပြောင်းလဲကျွန်တော်တို့မြင်ရဒီ body piercing ဘိုင်မဟုတ်ပဲနဲ့ကစားကွက်အပိုင်းပြိတ္တကိုဖျော်ဖြေမှုပေးရပိုင်းမှာဘာတွေဖြစ်လာနိုင်မလဲဆိုသိကြတယ်ကိုသိကြဖို့အာမခံနေလားအရန်ကောင်းမယ်ကွယ်ကြည်ကောင်းမယ်ကွယ်ခုမနိုင်နေလဲ လုံးဝတုံးတိုက်လိုက်ကြခဲ့ထိုးခြင်းတဲ့ကစားသမားပြိုင်ဘက်ကိုအလဲထိုးအားမှကျေနပ်တယ်ဆိုတဲ့စိတ်မျိုးရှိတဲ့ထိုင်းကစားသမားမိုးထောက်အောင်ကလည်းအဲ့လိုကစားသမားမျိုးကိုကြိုက်တယ်ဟုတ်ကဲ့မိုးထောက်အောင်ကလည်းနောက်ဆုံးနေမှာမဟုတ်ဘူးနောက်တွန့်နေမှာမဟုတ်ဘူးနေမှာလည်းငါပါလဲမင်းလဲမလားငါလဲမလားဆိုတဲ့စိတ်မျိုးနဲ့ကစားတတ်တယ်ပြည်တွင်းမှာရောဒီဝမ်းမှာကစားခဲ့တဲ့မိုးထောက်အောင်ပွဲလေးရောအဲ့တော့ဒီကစားသမားနှစ်ယောက်လာတွေ့ပြီလာတွေ့ပြီဆိုတော့တေးကြတယ်ပွဲကောင်းမယ်ဒါမဲ့ပြိတ္တတွေအတွက်ကမကောင်းတာမျိုးဖြစ်ခဲ့ရင်တော့စောစောစီးစီးတယောက်ပြီးသွားမယ်ပေါ့ပထမကြီးမဆိုင်ထိုးပြိုင်ထိုးပဲလေ အဲ့မျိုးကလွယ်ရင်တော့တကယ်ကိုကြည်ကောင်းမဲ့ပွဲမျိုးဖြစ်မှာဟုတ်မိုးထောင်ကဒီဒဏ်အားပြန်လာတဲ့အချိန်မှာ तू performance အပြည့်မထုတ်နိုင်ဘူးလို့မြင်ရတဲ့ပွဲရှိရပေါ့နော်ဒီလိုကဲမှာကိုပြီးခဲ့တဲ့ပွဲမှာကိုပြန်ကြည့်မှရှိရအဲ့တော့လက်ဒီဒါမဲ့ပွဲမှာရော performance အပြည့်ဝထုတ်နိုင်မယ်လို့ကျွန်တော်တို့ကယတိပြပြောလို့ဖြစ်နိုင်ပါမလား तू ဒဏ်အားပြန်လာတဲ့ဟိုဝုန်းနာပထမဆုံးမေကွန်းမှာကိုဖြေးတာခံမှန်းပြောကြကြဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ तू ဒဏ်ရာကနေပြန်တက်တာလောင်သူအချိန်ဆောင်နေတယ် recover ဖြစ်အောင်အချိန်ဆောင်နေတယ်လို့သူပြောတယ်တကယ်လည်းသူဂျားထဲမှာပွဲတွေလက်မခံဝမ်မက်ကကန်းလှမ်းလာတယ်ရှိအဲ့ဒါသူလက်မခံခဲ့အခုအချိန်မှာသူပြန်လက်ခံလိုက်တဲ့အတွက်သူအဆင်သင့်ဖြစ်နေပြီလို့ယူဆမိတယ်အခုအချိန်မှာသူလက်ခံလိုက်ခြင်းကိုကြည့်ရင်သူ့အနေနဲ့ဒဏ်ရာအခြေအနေတွေရော recover အခြေအနေတွေရောပြန်ပြီးတော့ကောင်းမွန်လာပြီလို့ကိုယ်အနေနဲ့တော့ယူဆမိတယ်ဟုတ်ကဲ့ကော ပြီးကွန်မိုနိုင်းအကြောင်းလေးနည်းနည်းပြောအောင်ပေါ့နော်ဒီကျွန်တော်ခုနပြော Unibeta player ပဲအခုနောက်ဆုံးလေးလာထားတဲ့အရာလေးတော့နည်းနည်းရှင်းပြပါအောင်ဒီကွန်မိုနိုင်းကဘာကောင်းလဲဆိုတော့နောက်ဆုံးထိုးသွားတာသူဒီ1 Friday 5 104 April 17ရက်နေ့မှာထိုးသွားတာပွဲနည်းတဲ့လူတော်ပြောရမယ်အခုမှဂျွန်လာ73ဆိုတလအတွင်းမှာသူပြန်ထိုးတာတလကြော်ကြော်လေးနဲ့အဲတလကြော်ကြော်နှစ်လနေပါနှစ်လနှစ်လလောက်နဲ့သူပြန်ထိုးတာပေါ့နော် April ဆိုတော့ အေးဘယ်မှာသူထိုးတာဟောဆွန်ရက်ကိုသူနိုင်ထားတာပွဲနီးနီးနဲ့ပြရတာလေဆွန်ရက်နဲ့ပွဲမှာပုံမလင်းလင်းပြောရရင်အဲ့တော့ကဆွန်ရက်ဒီနိုင်ပွဲဆက်နေတဲ့အချိန်ခွန်ပွန်နိုင်အောင်နိုင်ခဲ့မယ်ဆိုရင်သူတို့အနောင်သားတွေသူတို့မီဒီယာတွေကိုတိုင်အားကိုဘာလို့ရေးလဲဆိုတော့ဆွန်ရက်စာချုပ်ရွာနိုင်တယ်ဆိုတဲ့ဟာမျိုးဆွန်ရက်ရဲ့စာချုပ်ပိစာကိုခွန်ပွန်နိုင်နဲ့ဆန်းသက်ခဲ့တာကိုမြင်တာအဲ့တော့ဒါပေမဲ့ဆွန်ရက်ဒီဒီ face off လုပ်တဲ့နေ့မှာမူလဲကြတယ်ပြီးတော့ပြိုင်ပွဲထိုးတဲ့အချိန်မှာ ဒီ split decision နဲ့ show show ပါတယ်ဒါပေမဲ့ဒါကတော့ဟိုစင်ပေါ်ကိစ္စပေါ့နော်ကိုရောမြင်လာတော့ sunrat မစလုံး sunrat နိုင်ပြီးလို့ရတဲ့အနေအထားလေးအများကြီးရှိတယ် combo line လည်းမကောင်းဘူးကောင်းတယ်သို့တော့ sunrat ဒီလည်းအများကြီးကောင်းတယ်အနိုင်သူ့သူ့အနိုင်ပြီးလို့ရောက်လာတဲ့အထိကိုသူလည်းကစားသွားတယ်ဒါပေမဲ့ကံမကောင်းသွားလည်းပဲပြောရမှာပေါ့ဒီ sunrat က show ပါတယ်သူစာချုပ်ကိစ္စကလည်းတန်သွားတယ်ဒါပေမဲ့ဟို sunrat လည်းအခုပြီးခဲ့တဲ့ဘက်ကပွဲပြန်ရပါပြီဘက်က ပဝီချင်းနဲ့ပြန်ထိုးတယ်သူပြန်လိုင်လိုက်တယ်အဲ့ဆိုလက်ကလည်းစီဆိုတာဒါကတော့တပတ်ထားပါတော့အဲ့ပွဲမှာဒီခွန်ပေါ်နားကိုတွေ့တယ်ခွန်ပေါ်နားကဘာတွေသွားကောင်းလဲဆိုတော့ဒီတုံ့ပြန်မှုတွေအများကြီးလဲဥမာသူ့ body short အကန့်ခံလိုင်လို့ရှိရင်ဒီချက်ချင်းပါဆွဲလိုက်တယ်ဟိုဟာဒီပြန်မကန်ချက်သူကပြန်မကန်ချက်ကိုသူဖမ်းတာဘာလို့လဲဆိုဒီလိုဖမ်းမှုဆိုတာညံမှာပြီးွားလို့ရှိရင်သူ power လက်သီးတွေထိုးမယ်ပူွားတဲ့အချိန်မှာဘာအရန်ကောင်းလဲဆိုတော့ဒီ ကွန်ပိုနိုင်းအားသာကြတာတထောင်လေးတထောင်နေရပဝပါတယ်လို့ညံလဲရမ်းညံလဲဒီကွန်ပိုနိုင်းနဲ့ပတ်သက်လို့အကောင်းဆုံးတစ်ခုကဘာလဲလို့မေးလို့ရှိရင်ကိုမြင်လာတော့တထောင်ပဲဟုတ်ကဲ့ဒီကတ်တထောင်လေးပူရဲ့ချိန်မှာကလစ်ချင်းလောက်ပြီးရိုက်တဲ့တထောင်လေးကတော်တော်လေးကောင်းလာပြီရတယ်ဟုတ်မိုးထောင်ရလက်သီးအတိုးတွေထိုးတာပေါ့နော်သူက jet တွေနှိုက်တာအရာတွေမှာ တတိတတာထနေရှားရှားပေါ့နော်ဒီကျွန်တော်ဒီ body balance တွေအရင်ကောင်းတဲ့အခြေအနေမျိုးလှည့်လှည့်ထွက်ပြီးနိုင်နေတာမျိုးတွေ့ဒီဘက်ခုံမုံနိုင်လာတောင်ရိုက်တာကောင်းတယ်အဲ့တော့အဲ့ဒီအချက်တွေကတို့တို့တယောက်အတာချက်အားနေချက်နဲ့ဘွဲဖြစ်ကို standing point ဖြစ်သွားနိုင်လာဘူးပြောရမယ်ဆိုရင်တော့ဒီတောင်အားတာတဲ့ခုံပုံနိုင်ရတော့နည်းနည်းလေး favor ပို့ရမယ်လို့ကိုထင်တယ်ဒီထိုးလုံးတက်ပေါက်နှစ်ခုကိုကွန်ပဲလုပ်တဲ့ခါမှာနောက်အရှမောင်းခြေစမ်းလက်ဆန်းကလည်းခုံပုံနိုင်ရဒီ မိုးထောင်အောင်လည်းတာတယ်ဒါပေမဲ့မာကုံအပိုင်းမှာကျတော့မိုးထောင်အောင်ပြန်ပြီးတော့တာမယ်လို့ထင်တယ်ဒီခွန်ပေါ်လိုက်လဲမာတဲ့ကစားသမားတွေမှာတော့ပါတယ်သို့တော့ဒီမိုးထောင်အောင်တော့မမာတော့ဘူးလို့ထင်တယ်လက်တိပဝါကျတော့လည်းမိုးထောင်အောင်နည်းနည်းလေးများပူတာမလားလို့ထင်မိတယ်အခွန်ပေါ်လိုက်ကနည်းနည်းလေးထူကြတာပါလဲဆိုကိုသတိထားမိတာထိုင်ကစားသမားဖြစ်ပေမဲ့သူခြေကံချက်တွေကိုဒီလောက်အားမထားအောင်ဒီမိုးထောင်အောင်အားဒီ low kit တွေအတွင်ခတ်အပြင်ခတ်တွေဟိုလာဒီ timing က ပါဝါကောင်းကောင်းနဲ့ကန့်နိုင်မယ်ဆိုရင်ခွန်မွန်လိုင်းများပြို့ဝါမလားလို့ညှော်လင်းမိတယ်။အဲ့လိုမထအောင်ထိုးရင်ကန်ရင်အမှတ်ရှာသွားနိုင်မယ်။ဒီကြားထဲမှာလည်းအဲ့လို turning point ဖြစ်ခဲ့မယ်ဆိုရင်တော့ turning point ပေါ့နော်။ဟိုအမှတ်ရှာသွားရဆိုမဲ့ညီလေးညီလေးသိတဲ့အချိန်မှာပဲဟိုထိုင်းတယောက်နဲ့တွေ့လို့ရှိရင်နောက်ဆုံးအမှတ်ပေးအဆုံးဖြတ်ကိုရောက်သွားရင်တော့ကိုလိုမြန်မာကစားသမားတွေအတွက်အချိန်တွေတော့တိတ်မကောင်းပါဘူး။ရှေ့မှာသူ့နောက်တောင်ကြောက်တစ်ချိန်လာမှုနှစ်ချိန်လောက်ထိုးထားရင်တော့ဒီမျိုးပါမဟုတ်ဘဲနဲ့ သူထိုးကိုထိုးနေဆိုတော့နည်းနည်းလေးတာနေတော့မှဒီအမှတ်ပေးဆုံးဖြတ်ကိုရောက်သွားရင်တော့မကောင်းအဲအမှတ်ပေးရဲ့ဟာနဲ့ပတ်သက်ပြီးတော့เนาะအဲစနစ်ကြောင့်ဒီထိုင်ကစားသမားတွေကအမှတ်ပိုးရတာလားဒါမှအမှတ်ပေးတဲ့လူတွေကြောင့်အမှတ်ပိုးရတယ်လို့ကိုထင်လားကိုမြင်လာတော့စနစ်ကြောင့်မဟုတ်ဘူးပါစနစ်ကြောင့်လို့ပဲထင်တယ်ဘာဖြစ်လို့လဲဘန်းကဒီကြီးမားချက်ပြန်တဲ့အဖွဲ့အစည်းပေါ့เนาะ တကဘာလုံးမှာပေါ့ပြောဆိုအာရှတိုက်ကိုစားပြုတယ်ဆိုတကဘာလုံးက fighter တွေလာထိုးနေတယ်ထိုင်းနေများတယ်ဆိုပေမဲ့ပေါ့အဲ့ဒီဆိုဆိုချက်ကနည်းနည်းပြင်းထန်နေလို့မထင်ဘူးလားဘာဘာပြုလို့လဲဆိုတော့ဒါကုတယောက်တည်းဆိုဆွဲတာမဟုတ်ဘူးညီလေးပြီးခဲ့တဲ့ဒီတလားလောက်တွင်မှာပဲဂျပန် fighter နဲ့ TO fighter ပွဲစဉ်လို့အီရန်ကသာသမားနဲ့ထိုင်းရပွဲစဉ်လို့နောက်ပြီးတော့ကိုရုဆွန်ရန်နဲ့ကွန်ဘိုနိုင်ပွဲစဉ်လို့ဆိုရင်သူတို့ပြီးွားလို့ရှင်တော့ဒီ score sheet တွေထုတ်ပေးတယ် သူတို့ဟာလေးတွေကတချို့ဟာလေးတွေသဘာဝမကြတဲ့ဟာတွေအများကြီးပါတယ်ကိုတို့လည်းမဟုတ်သူတို့ထိုင်းပိသက်ဒီကိုတိုင်ဝါ့ဟောဒီပွဲစဉ်ကတော့ဒီလိုမဖြစ်သင့်ဘူးဆိုပြီးတော့ပွဲတစ်ပွဲပြီးွားတိုင်းပြီးွားတိုင်းဒီမီဒီယာပေါ်မှာအွန်လိုင်းပေါ်မှာဒီ platform တွေပေါ်မှာပြုပြန်နေအောင်တွေးနေရတာလေးတွေရှိတယ်ဟုတ်ကဲ့အဲ့တော့ထပ်မေးလိုက်မယ်ပေါ့နော်ဒီအမှတ်ပေးစနစ်ကို ကိုကိုဘောနော်အမပေးစနစ်နဲ့ပတ်သက်ပြီးအကိုတိထိုင်အသေးစိတ်ပေါ့ဆိုကြပါလို့နောက်တော့ဖက်ကဆက်မပေးပြန်နှုတ်ကြတာပေါ့နော်ဒီအမပေး၃ယောက်တိုင်ခုံတိုင်၃ယောက်ပါဝဲဒီဘွေထိုင်အမပေးစနစ်နဲ့အကိုတိရလေးကိုနည်းနည်းပလီရှင်းလုပ်ပေးလို့ရတယ်ဒီကတော့ညီလေးอ่ะဆိုကြပါလို့ဟိုပထမဆုံးမထိုးခင်မှာကစားမနှစ်ယောက်လုံးဆက်မတည်ပေးထားတယ်အဲ့ဒီမှာ favor ဖြစ်သွားတဲ့တယောက်ကဆက်မပေးရမယ်ဒီ favor အောက်ရောက်သွားတဲ့တယောက်ကကိုမှန်းရမယ်ဒါ normal အခြေအနေမှာသို့မဟုတ်သူအမှတ်စင်ကြီးခံလို့ရှင်အကသာသမားတည်ရှင်းမှတ်ပဲရတော့မယ် ဒါတော့ normal ပေါ့ဟိုဘယ်ဟာမှာပဲဖြစ်ဖြစ်ပါဒီတိုင်းပဲသွားကြတယ်ပြီးတော့မှတခုချင်းစီသွားမယ်ဥမာလက်သီးထိုးချက်လက်သီးထိုးချက်တစ်ချက်နဲ့တထောင်လဲတွေ့လို့ရှိရင်တထောင်တစ်ချက်ရိုက်တယ်လက်သီးနှစ်ချက်ထိုးလို့ရှိရင်တထောင်ရိုက်ချက်ကအမှတ်ပိုရမယ်ဂျူးတိုက်ချက်တစ်ချက်ကလက်သီးသုံးချက်လောက်နဲ့သူတို့မျှတယ်ဒါဒီဟို rule rule အနေနဲ့ပဲရှိတာပေါ့နော်သို့တော်ကိုထင်းလဲဘာလို့လဲဆိုတော့ကိုတို့ဒီမှာလဲအပြင်မှာလဲမွေထိုင်းပွဲတွေဒီစီဂိမ်းလိုဟာမျိုးတွေအရှပွဲလိုဟာမျိုးတွေမှာ ကြည်ဘလူးမာဥမာကွာဒီအပြာလောင်းကလက်သီးပင်နဲ့ချက်ထိုးတယ်အပြာလောင်းကဒူးပင်နဲ့ချက်တိုက်တယ်တထောင်ပင်နဲ့ချက်ရိုက်တယ်ဆိုတော့လိုက်မှန်နေတာမဟုတ်အားလုံးကဒီတချီကိုကြည်လိုက်ပြီးွားတဲ့အချိန်မှာပဲဘလူးကိုတားလဲဘလူးဘလူးကိုဖေဗာပေးခြင်းလဲဆိုတဲ့ဟာပဲတစ်ပဲ36ပေးလိုက်တာပဲဒီကတော့အင်းရှင်ကိုတို့ရိုးရလက်ဝေးတွေမှာလဲရှိပါတယ်အမှတ်ပေးဆုံးဖြတ်လိုက်လို့ရှင်ဟာလားကိုတို့တကယ်မတားပဲနဲ့အင်းရှင်ဖြစ်တဲ့ကိုတို့မြမရိုးရလက်ဝေးသမားတွေနိုင်ငံရေးပွဲစဉ်တွေလဲရှိတယ်လို့ကိုထင်တယ် ဟုတ်ကဲ့အဲ့ဒါကြည့်ရတယ်ဗျာဟိုပြောချင်တာဒီဂျိုးဝိုင်းနိုင်ရဲ့အကြိုက်ပေါ့နော်ဂျိုးဝိုင်းနိုင်ရဲ့အဲ့ဒါဒီဝမ်းမတယ်မဟုတ်ဘူးထင်တယ်ခုခုနိုင်ရဲ့အကြိုက်ပေါ့ဘောက်ဆင်မှာလည်းရှိတယ်ဟုတ်ကဲ့တိုက်ကွန်ဒိုတို့ဘာတို့မှာလည်းရှိတယ်ဘာလို့လဲဆိုတော့ဒီမျက်မြင်နဲ့စုံဖြတ်ရတဲ့မာရှယ်အက်ကစားနည်းတွေမှာအငင်းပွားစရာလေးတွေတော့ရှိတယ်ကော်ပိုရှင်ဖြစ်တာဟုတ်ကော်ပိုရှင်တော့ဟုတ်ကဲ့အဲ့တော့ပွဲကြောင်ပြန်သွားရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဒီပွဲကိုရောအကိုရဲ့အမြင်ကဘယ်လိုရှိလဲပြီးရင်ဒီပွဲနဲ့ပတ်သက်ပြီးတော့အကိုဖြစ်ဆိုပြောကြားရချင်တာရှင်ပြောကြားပြီးတော့ပိတ်ပေးပါဦးမယ် ကိုမြင်တာတော့မိုးထောင်ဟာပြီးခဲ့တဲ့ဒီ one friday fight 95မှာဆမီတန်နဲ့တွေ့တယ်ဆမီတန်ဆိုအမှန်နဲ့ရှောင်းတယ်ကိုအမြင်မှာဆမီတန်လောက်တော့ဖုန်ဖုန်နိုင်ရမကြက်ဘူးလို့ထင်တယ်ဒါပေမဲ့မိုးထောင်ရုံးကမှာပဲဒီပွဲမှာလွယ်လွယ်နဲ့နိုင်မှာမဟုတ်ဘူးလွယ်လွယ်နဲ့နိုင်ဖို့ဆိုတာဘလို့မစဉ်းစားကြည့်လို့မရဘူးဒီမိုးထောင်နဲ့ဖုန်ဖုန်နိုင်ကိုဒါပုံမှန်လည်းလည်းပြောတာပေါ့နော်ကိုပြောရလို့ရှင်လွယ်လွယ်ကူကူတော့ဖြစ်မှာမဟုတ်ဘူးတော်တော်ခက်ခဲမယ်ဆမီတန်လောက် မကြက်ဘူးဆိုတာတောင်မှတော်တော်လေးကိုခက်ခဲမဲ့ပွဲတွင်လွယ်မူထအောင်တဲ့ဖြစ်လာအောင်မဲ့သူနောက်တစ်ခုကကိုမြင်လာဒီပွဲဒီဒီ component ကို promotion လုပ်ပေးတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့စွန်ရန်နဲ့ component ပွဲတော့စွန်ရက်ကိုဖောင်ပွဲစစ်တာ။ဟုတ်ကဲ့။စွန်ရန်နိုင်ငံစာချုပ်ပါညာစစ်လာ။အခုတစ်ဖက်ကကြတော့ဒီ component ကနိုင်ပွဲပြန်စား၃ပွဲလာမှသိရှိပါတယ်သက်သက်။ဒီပွဲမှာထပ်နိုင်လို့ရှင့် ုံပေါ်နိုင်အောင်သူတို့ contract ပေးမလားဟုတ်ပြီအဲ့ဒီအတွက်မိုးထအောင်လက်ဆံပွဲစစ်တာလားအဲ့လိုမျိုးခံစားရတယ်ကိုပေါ်နိုင်ကိုစစ်တဲ့ပွဲလို့ထင်တယ်ကိုမြင်လာတော့ခုနသကားကိုပြန်ကောင်းရလို့ရှင်မိုးထအောင်အခက်ခဲတွေ့မယ်နိုင်ဖို့မလွယ်ဘူးရုံးကန်ရမယ်လို့ပဲမြင်မိတယ်ဒီပွဲစဉ်နဲ့ပတ်သက်ဟုတ်ကဲ့ကို ပြပြဆိုဆိုတုံ့တက်ခဲ့တာကိုပြည်သက်တွေအနေနဲ့လည်းဒါကျင်းနဲ့အားလင်းမယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်လာမယ့်ဂျွန်လ17ရက်နေ့ပွဲစဉ်နေအပြီးမှာပွဲပြီးတုံ့တက်ချက်နဲ့အတူပြန်လာခဲ့ပါမယ်ဗျ